အလုံးအလုံးမင်္ဂလာပါဗျာ GDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ One Championship မှာတွေးလင်းထက်ရှုံးထားခဲ့ရတဲ့ Thai Fighter Brazil နဲ့မကြီးပွဲတည်ပြီးတင်လာဆိုတာတုံ့တန်တင်ဆက်ပေးသွားပေးမယ်အပြင်ဒီပြပွားကိုလုံးဝကူးပြောင်းနေပြီး America မှာ MMA Seminar တွေပြီးသွားတော့မယ် online အဆင်ရဲ့အကြောင်း Charles Oliveira ကိုခေါင်းအောင်ယူလာဖို့မမိနဲ့ဆိုပြီးလေးတိုက်လိုက်တဲ့ Alien Topuria ရဲ့အကြောင်း တရားရခိုင်နှုန်းအစင်တင်ဖြစ်မှနာပြီးတဲ့မကြီးဖွဲ့ကိုလက်ခံမဲဆိုတဲ့စူပါလက်ရဲ့အကြောင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါလိမ့်။လက်ရှိ1 Championship မှာမွေးထိုင်းပွဲတွေထူးတက်နေကြတဲ့မြန်မာဖိုက်တာတွေထဲမှာဆိုရင်တော့ရလက်ပိုင်းအရအားရစရာအကောင်ဆုံးဖိုက်တာတူကိုပြမှာဆိုရင်တော့ဒွေလင်းထက်ကိုပြရမှာဖြစ်ပါလိမ့်။ဒွေလင်းထက်ဟာ1 Championship မှာစုစုပေါင်း9ပွဲထူးတက်ထားရမှာလီးပွဲအထိအနိုင်ရရှိထားခဲ့ပြီးတော့တပွဲတာရှုံနေခဲ့တာဖြစ်ပါလိမ့်။ဒီရလက်ဟာဆိုရင်တော့ တခြားသောမြန်မာဖိုင်တာတွေထက်ဆိုင်ရင်တာလွန်နေခဲ့ပါတယ်။ထူးခြားတာကတွေးလင်းထက်ဟာငါးပွင့်စလုံးမှာထိုင်းဖိုင်တာတွေနဲ့ပဲရင်ဆိုင်ထူးတက်သွားခဲ့ရတာလည်းဖြစ်ပါတယ်။တွေးလင်းထက်ဟာ2025ခုနှစ်မှာဆိုရင်တော့၃ပွင့်ထူးတက်ပြီးထားရမှာ၃ပွင့်စလုံးကိုအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။သူ့အနေနဲ့နောက်ဆုံးထူးတက်သွားခဲ့တဲ့ပွဲမှာဆိုရင်လည်းလပလွန်လာတဲ့ပွဲသိမ်းတိုက်ပွဲနဲ့အတူအနိုင်ယူနိုင်ခဲ့ပြီးဘွန်းနဲ့ဂျီကူပါတင်ပိုင်နိုင်ခဲ့ပါတယ်။ ဒီကရက်အပကချင်းပမ်ပြလောက်သွားခဲ့တဲ့ One Friday Fights 112ပြန်ပွဲမှာဆိုရင်တော့ဒွလင်းထက်ကို Time Fighter Creep Pet ဆိုတဲ့ Fighter နဲ့ပွင့်တဲ့ပြီးခဲ့ပါတယ်။ဒီပွဲမှာဆိုရင်လည်းဒွလင်းထက်ကပထမချီ10မိနစ်ကျော်မှတင်လပ်ပတဲ့ပတ်တတောင်နဲ့အတူပြန်ပွဲကိုပွဲသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒွလင်းထက်ရဲ့ပတ်တတောင်ကပြန်ဖက်ကိုပြန်မထနိုင်တော့အောင်လဲကျသွားစီခဲ့တာပဲဖြစ်ပါတယ်။ဒွလင်းထက်က One Championship နဲ့ပွဲဥထွက်မှာ Gan Chain ကိုအနိုင်ယူနိုင်ခဲ့ပြီးတော့ဒုတိယမြောက်ပွဲမှာဆိုရင်တော့ ဘရာဇီးကိုရှုံးနိမ့်သွားခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာ၃ပွဲဆက်တိုက်အထိကိုနိုင်ပွင့်ပြန်ယူပြနိုင်ခဲ့တဲ့တွေးလင်းထက်ဟာဝမ်ချမ်ပီယံရှစ်မှာစာချုပ်ကြီးရနိုင်တဲ့အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဘတ်တောင်နဲ့ပွဲသိမ်းအနိုင်ယူနိုင်ခဲ့တဲ့ပွဲပြီးမှဆိုရင်တော့တွေးလင်းထက်ကစာချုပ်ရဖို့တင်မဟုတ်ပဲချန်ပီယံခပ်ပတ်အထိပါမန်ထားတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ အဒီပွဲပြီးမှာတော့မြန်မာပြည်သက်တွေကတွင်းလင်းထက်ကိုသူရှုံးနေထားခဲ့ရတဲ့ Time Fighter Brazil နဲ့မကြီးပွဲပြန်တဲပြီးစီချင်းတွေကြတာပဲဖြစ်ပါတယ်။ Brazil ဟာအရက်အမောင်းကောင်းတဲ့ Fighter တအူးပြီးပြီး Chicken ချက်တွေကိုအပြုတ်ကစားတတ်တဲ့ Fighter တအူးပဲဖြစ်ပါတယ်။သူကပြန်ဖက်ကိုအနာကက်မခံဘဲ Chicken ချက်တွေနဲ့အကွာဝေးထိမ့်ပြီးကစားတတ်သူဖြစ်ပါတယ်။ဒီကစားပုံကြောင့်လည်းတွင်းလင်းထက်အနေနဲ့အခက်တွေ့သွားခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်တော့အသက်19နှစ်ပဲရှိသေးတဲ့ Bronzy ဟာဆိုရင်လဲစွမ်းဆောင်ရည်အရအရင်ကြီးကောင်းလွန်နေတဲ့ fighter တော့မဟုတ်ပါဘူး။ Dwelling Tech ကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲပြီးမှဆိုရင်တော့ High Fighter စင်တန်နဝက်ဆိုသူကိုအလဲထူခံရပြီးရှုံးနေထားခဲ့ရတယ်လို့နောက်ဆုံးပွဲမှဆိုရင်လဲလက်ခလာဆိုတဲ့ Thai Fighter ကိုအမတ်နဲ့ပြန်ပြီးအနိုင်ရယူပြန်ထားနိုင်ခဲ့ပါတယ်။ Brazil ရဲ့ကစားပုံကတတမတ်ထင်းဖြစ်ပြီးတော့ Chicken ချက်တွေကိုအပြုတ်တဲ့ game plan ကိုတုံနေတာပါ။ဒါကြောင့် Dwelling Tech အနေနဲ့ဒီ game plan အတွက် ဘလို့ကောင်တာကစားသွားနိုင်မလဲဆိုတော့ကိုအဖြေရှာဖို့လိုအပ်နေတာဖြစ်ပါလေအခုဆိုရင်တွေးလင်းထက်ရဲ့နီးစနစ်ပိုင်းကတော်တော်လေးတူးတက်လာခဲ့တာကိုတွေးရပြီးတော့တပွဲထက်တပွဲမထင်မှတ်ထားတဲ့တိုက်ခွက်တွေကိုပါထုတ်တုံလာနိုင်ပြီလဲဖြစ်ပါလေဒါကြောင့်မကြည်ပွင့်ဖြစ်လာခင်မယ်ဆိုရင်တော့တွေးလင်းထက်အနေနဲ့ပြန်ပြီးတော့ရှုံချွေးဆက်နိုင်လောက်တဲ့အနေအထားမျိုးရှိတယ်လို့တုံ့တက်မိပါလေဘွဲဖြစ်လာမလားဆိုတော့ကတော့1 championship တဘောထားပေါ်မှာလဲမူတည်နေပြီးဆက်လက်ဆောင်ကြည့်တွားရမှာဖြစ်ပါလေ အောင်လာအန်ဆန်ဆိုတာကမြန်မာပြည်သက်တွေကို MMA ကစားနည်းနဲ့ရင်းနှီးအောင်လုပ်ပေးခဲ့တဲ့မြန်မာကုံဆောင်ဖိုက်တာကြီးတဦးဖြစ်ပြီးတော့ One Championship မှာနှစ်ထပ် One Champion ဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်နိုင်ခဲ့ပူပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာတော့အောင်လာဟာအသက်အရွယ်ရလာနေခဲ့ပြီးဖြစ်ပြီးတော့ Fighter Boy နေဝင်ချိန်ကိုလည်းရောက်နေခဲ့ရပါပြီ။အောင်လာဟာ Fighter Boy ကအနားယူသွားခဲ့ပြီးနီးပြအဖြစ်နဲ့ဆက်လက်လုပ်ကိုင်သွားမယ်ဆိုပြီးတော့လည်းပြောဆိုထားခဲ့ပူပါတယ်။ လက်ရှိမှာတရားဝင်အနာယူရခြင်းမရှိသေးပေမဲ့လည်းအောင်လကိုနီးပြတအူးအနေနဲ့စတင်မြင်တွေ့နေရပြီပဲဖြစ်ပါတယ်။အောင်လဟာသူတို့ရဲ့ခိခလက် FC ကဖိုင်တာတွေကိုနီးပြအဖြစ်ကူညီသိချင်းပေးတယ်လို့ဝယ်စင်တွေမှာဆိုရင်လည်းလိုက်ပါကြည့်ချက်ပေးနေတာတွေ့ရပါတယ်။အောင်လဟာသူ့ရဲ့နီးပြပွားကိုတဆင့်ချင်းခြေလန်းချက်ထွင်နေတော်ကိုလည်းတွေ့ရပါတယ်။အခုဆိုရင်နီးပြကြီးအောင်လဟာအမေရိကကဂျင်တွေမှာ MMA ဆမီနာတွေလိုက်လံပြသတော့မှလည်းဖြစ်ပါတယ်။ အမေရိကန်လို MMA ကစားနည်းထွန်းကားတဲ့နိုင်ငံမှာဒီလိုမျိုး MMA ဆမင်နာပြတာနိုင်ဖို့ဆိုတာကတော့ယုံကျွမ်းကျင်မှုပုံရိပ်တုံးနဲ့မရနိုင်ပါဘူး။အောင်လာဟာဝမ်ချမင်းရှိရဲ့နှစ်ထပ်ကွန်ချန်ပီယံဟောင်းဆိုတဲ့ဂုံပုတ်ကြောင့်လည်းအခုလိုလုံနိုင်တာပါ။အောင်လာနဲ့အတူလေ့ကျင့်တင်ကြားခွင့်ရချင်တဲ့သူတွေအနေနဲ့တနင်္လာခွဲစားတင်ကြားပေးမှုအတွက်ဒေါ်လာ60မြန်မာငွေအနေနဲ့ဆိုရင်တော့2သိန်းကျော်လောက်ကြာတင်မှာဖြစ်ပါတယ်။ level ပုံမြင့်တဲ့တင်ကြားမှုတွေအတွက်တနင်္လာဆောင်ကတော့ ဒေါ်လာ80စုပြီးတက်မှတ်ထားခဲ့ပါတယ်။အောင်လကတော့နေပြဘွားထဲကိုတပြည့်ပြည့်ချီဆုံးပြစ်ဝင်လာတော့မဲ့အခြေအနေမျိုးတွေတွေ့နေရပြီလဲဖြစ်ပါနဲ့။တစ်ဖက်မှာလည်းအောင်လအဆန်းအနေနဲ့သူ့ရဲ့နှုတ်ဆက်ပွဲအတွက်ရောလိချင်းပြင်ဆင်မှုတွေလုပ်နေရလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။1 Championship ဟာလာမယ့်နိုဝင်ဘာလကျရင်ဂျပန်နိုင်ငံမှာ1173 SUV PVV ပြိုင်ပွဲတစ်ပွဲကျင်းပသွားဖို့ရှိနေပါတယ်။ အဒီပြိုင်ပွဲမှာကျွန်တော်တို့မြန်မာ MMA BOEG အောင်လအန်ဆန်းရဲ့နှုတ်ဆက်ပွဲကလည်းပါဝင်လာနိုင်တာကြောင့်ပရိသတ်တွေအနေနဲ့လည်းဆက်လက်ဆောင်ကြဉ်သွားဖို့လိုအပ်နေပါလိမ့်ပရိသတ်တွေစိတ်ဝင်စားဆောင်မြော်နေခဲ့ကြတဲ့ကီလီယာတူကူရီယာနဲ့ချားစ်အူရီဘဲလာတို့ရဲ့ lightweight champion လူပွဲကြီးကျင်းပဖို့ကလည်းတပြည်းပြည်းနဲ့နီးကပ်လာခဲ့ပြီလည်းဖြစ်ပါလိမ့်အစ္စလာမ်မာကချတ်ထံကနေခပ်ပတ်လူဖို့အီလီယာတူကူရီယာဟာ lightweight တန်းကိုတက်လာတော့မယ်ဆိုပေမဲ့လည်းအပြောင်းလဲတွေဖြစ်သွားခဲ့ရပါတယ် ်အစ္စလာမကချက်ကလည်း lightweight champion ဘွဲ့ကိုဆွန့်လွတ်ပြီးဝေဒဝိတန်းကိုတတ်သွားခဲ့တာကြောင့်လက်လက်သွားခဲ့တဲ့ lightweight champion ခပ်ပတ်အတွက်ဒီလီယာတူပူရီယာနဲ့ချားစ်ပူလီဘဲလာတို့ကိုပွဲစီစဉ်ပြေးလိုက်တာပဲဖြစ်ပါတယ်။ဒီတွဲဆိုင်ကလာမယ့် International 5 Week ကာလမှာကျင်းပမယ့် UFC 317ပြိုင်ပွဲကြီးရဲ့ခေါင်းပွဲအနည်းနဲ့ပါဝင်လာမှလည်းဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီးမှာဆိုရင်တော့ Joshua Van နဲ့ Brandon Rybut တို့ရဲ့တွဲဆိုင်ကလည်းပါဝင်လာမှဖြစ်ပါတယ်။ ။ဒါကြောင့်မြန်မာပြည်သက်တွေအနေနဲ့ဘန်ရဲ့တွဲဆိုင်အပြင်ဂေါင်ပွဲကစိတ်ဝင်စားဖို့ကောင်းတဲ့ချောင်းအိုလီဗဲရာနဲ့အီလီယာတူပူရီယာတို့ရဲ့တွဲဆိုင်ကိုပါမလွတ်တမ်းစောင့်ကြည့်သွားသင့်နေတာပဲဖြစ်ပါတယ်။လရှိမှာပြိုင်ပွဲကျင်းပဖို့အတွက်နီကန်လာတာနဲ့အမျှဖိုက်တာနဲ့အောင်ကြမှာစကားစစ်ထူမှုတွေကလည်းစတင်လာခဲ့ပြီဖြစ်ပါလေ။အီလီယာတူပူရီယာကတော့သူ့အနေနဲ့ချောင်းအိုလီဗဲရာကိုအမောက်ပိတ်ပြတ်သွားမှာမလို့ခေါင်းအုံတစ်ခါတည်းယူလာခဲ့ပါဆိုပြီးတော့ပြီးတိုက်သွားခဲ့တာဖြစ်ပါလေ ။ Elia Topuria ဟာ Federweight တက်မှာဆိုရင်တော့တော်တော်လေး power ကြီးတဲ့ fighter တစ်ယောက်ဖြစ်ပြီးချိန်ဖက်ကိုအမောက်တိတ်ပြခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုဘွဲက Lightweight တက်မှာတက်ထိုးရမယ့်ဘွဲဖြစ်နေတာကြောင့်ချောင်းအူဒီဗဲလာနဲ့ရှင်လိုက်မယ်ဆိုရင်တော့ Elia Topuria ဟာလူကောင်ပိုင်းမှာတော့ပိုပြီးသေးနိုင်တယ်လို့သူ့ရဲ့ power ဘိုင်းကလည်း Lightweight တက်မှာအလုပ်ဖြစ်ပါမလားဆိုတော့ကိုလည်းကျွန်တော်တို့ပရိသတ်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်တော်ဖို့လိုအပ်နေပါနဲ့ဂျူဂျစ်ဆုကဝေကြီးလိုတတ်မှတ်ခံထားရတဲ့ချာအိုရီဘဲလာဟာ Graphlin ပိုင်းကောင်းယုံတင်မကပင် Stanford ပိုင်းမှာပါရှင်ပြန်ထူးတက်နိုင်တဲ့ fighter မျိုးဖြစ်တာကြောင့် Ilya Topuria အတွက်လည်းထင်ထားသလောက်လွယ်ကူမှာတော့မဟုတ်ပဲအကျိအနေရှိတဲ့ပွဲကောင်းတစ်ပွဲတော့ဖြစ်လာနိုင်ပါလိမ့် UFC 317ပြန်ပွဲဟောဆိုရင်တော့ပရိသတ်တွေအလုံးကစိတ်ဝင်စားစောင့်ကြည့်တွားရမယ်ပြန်ပွဲဖြစ်တာကြောင့်ဒီပြန်ပွဲမှာတွဲဆိုင်ပြတ်တာမျိုးတွေကလည်းအဖြစ်ခံလို့လုံးဝမရပါဘူးအထူးသဖြင့်ကောင်းပွဲတွဲဆိုင်မှာအလွဲလွဲအချောချောဖြစ်သွားခဲ့မယ်ဆိုရင်တော့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရလာနိုင်ချေရှိနေပါတယ်။ဒါကြောင့် UFC အနေနဲ့အီလီယာတိုကိုရီးယားနဲ့ချောင်းအိုလီဗဲရာတို့ထိုးတွက်ကြမဲ့ခေါင်းပွဲအတွက် အရန်ဖိုက်တာကိုလည်းစီစဉ်ထားခဲ့ရပါတယ်။ဒီပွဲအတွက်အယံဖိုက်တာအဖြစ်ကတော့အာမန်ဆရူဂျန်ကရှိနေမှာပဲဖြစ်ပါတယ်။အာမန်ဆရူဂျန်ဟာအစ္စလာမ်မာကတ်ချက်နဲ့ပွဲပြတ်သွားခဲ့ရတဲ့နောက်ပိုင်းမှာဆိုရင်တော့ဝက်ဖလင်းနှစ်ပွဲအနိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။သူကလည်းတမဝိတ်အတွင်းဝင်ရောက်အောင်ဝိကက်လှုပ်ထားပြီးမှခေါင်းပွဲကပြတ်ပြဲသွားခဲ့ရတာကြောင့် အစားဝင်ထိုးတက်ဖို့အတွက်အသင့်ပြင်ဆင်ထားမှလည်းဖြစ်ပါလိမ့်။ပြီးခဲ့တဲ့ match လမှာဂျင်းပန်ပြုတ်လောက်သွားခဲ့တဲ့117ပြိုင်ပွဲမှာမူလကဒုတိယကောင်ပွင့်ဖြစ်ခဲ့တဲ့ Super Lack နဲ့နာပြီးတော့တွဲဆိုင်ဟာဆိုရင်တော့ Super Lack ကဝိပိုလို့အပြောင်းလဲတွေဖြစ်သွားခဲ့ရပါလိမ့်။နောက်ဆုံးညနိုင်မှုတွေအပြီးမှာတော့ One Championship ကဒီတွင်းဆိုင်ကိုချန်ပီယံလူပွဲခေါင်းစဉ်အောက်ကနေမဟုတ်တော့ပဲတာမန်၃ချီပွင့်အဖြစ်တာပြောင်းလဲလိုက်ပါတယ်။ဒါက Super League နဲ့ Navi တို့ကြားကမကြီးပွင့်လင်းဖြစ်ပါတယ်။ နာဘီဟာဝမ်ချမ်ပီယံရှစ်မှာပွဲဦးထွက်အဖြစ်စူပါလက်နဲ့ရင်ဆိုင်ထူးတက်ခဲ့ရတော့ကရှုံးနေတော့ခဲ့ရတာပဲဖြစ်ပါနဲ့သူအနေနဲ့စူပါလက်ကိုရှုံးကျွေးဆက်နိုင်ဖို့အတွက်လည်းဆန္ဒပြင်ပြနေခဲ့ပါတယ်နောက်ပိုင်းမှာဆိုရင်တော့တောင်းလျှောက်တူတက်မှုတွေရှိလာခဲ့ပြီးတော့နာဘီဟာမကြည်ပွဲမှာစူပါလက်ကိုလုံးဝအသာစီးကစားသွားနိုင်ခဲ့ပြီးတော့စူပါလက်အနေနဲ့ကလည်းနာဘီကိုဘာမှတောင်းတေချာမတုံ့ပြန်လိုက်နိုင်ပဲအမှတ်နဲ့ရှုံးနေသွားခဲ့ရတာလည်းဖြစ်ပါလိမ့် တကယ်တမ်းဆိုရင်တော့ဒီပွဲကချန်ပီယံလူပွဲခေါင်းစဉ်အောက်ကနေဖြစ်ရမှာဖြစ်ပြီးတော့နောက်ပြီးအနည်းနဲ့ကလည်းလက်ရှိမှာချန်ပီယံတဦးဖြစ်လာရတော့မှာပဲဖြစ်ပါတယ်။လို့ပေမဲ့လည်းစူပါလက်ဝိတ်ပေါ်ပြီးအလက်အပြောင်းဖြစ်သွားခဲ့ရလို့နောက်ပြီးအတွက်တော်တော်လေးကိုနစ်နာသွားခဲ့ရပါတယ်။တကယ်တမ်းဆိုရင်တော့စူပါလက်နဲ့နောက်ပြီးတော့ကိုမကြည့်ပွဲပြန်တည်ပြီးပြီးတော့လက်လက်နေတဲ့ချန်ပီယံနေရာအတွက်ဘန်နဝိတ်မူထိုင်းချန်ပီယံခပ်ပတ်ကိုပြန်ပြီးစိန်ခေါ်ခိုင်းရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့မကြည့်ပွဲအတွက်တည်င်းထွက်လာတာမျိုးမရှိသေးပါဘူး။ လက်ရှိမှာဆိုရင်တော့ Super League ကနောက်ပြီးနဲ့မကြီးပွဲထုတ်တက်နိုင်ဖို့အတွက်ထုတ်ပြောလာခဲ့ပြီဖြစ်ပါလေ။တို့အနေနဲ့လေ့ကျင့်ပြင်ဆင်မှုတွေလှုပ်ဆောင်အောင်မှဖြစ်ပြီးတော့တေးရရခိုင်နှုန်းအစဉ်တင့်ဖြစ်မှာပဲမကြီးပွဲကိုလက်ခံသွားမယ်ဆိုပြီးတော့ Super League ကပြောဆိုသွားခဲ့တာဖြစ်ပါလေ။တကယ်လဲနောက်ပြီးရဲ့အရက်မောင်းနဲ့ကစားပုံတွေဟာ Super League မှမဟုတ်ဘဲတခြား Bay Fighter အတွက်မဆိုအဖြစ်ရှာဖို့ခက်ခဲတဲ့အနေအထားတစ်ခုကိုရောက်နေပြီလဲဖြစ်ပါလေ စူပါလက်ကမကြီးပွဲအတွက်အချင်းယူပြင်ဆင်အောင်မဲဆိုပြီးပြောဆိုထားခဲ့တာကြောင့်နာဘီနဲ့မကြီးပွဲဖြစ်လာဖို့ကိုပရိသတ်တွေအနေနဲ့စောင့်ဆိုင်ရဖို့ရှိနေပါတယ်။လာမယ့်နိုဝင်ဘာလကျရင်ဂျပန်မှာ117ပြည်တိုင်ပွဲကိုကျင်းပဖို့ရှိနေပါတယ်။ဒီတွဲဆိုင်ကိုဂျပန်မှာပဲထပ်ပြီးစီစဉ်ပေးမလားဆိုတာကတော့ပရိသတ်တွေအနေနဲ့ဆက်လက်စောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တူဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ နောက်လာမယ့်နေ့ဒီမှာဆိုရင်လေအာကစားလောကကစီဝင်စားစီရန်ကောင်းတဲ့အကြောင်းအရာတွေကိုဇက်လက်ဆူစီတင်ဆက်ပြီးပေါင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးနဲ့အပိခေပူကိုဒီကနေ့အားလုံးကိုတောင်းဆိုလိုက်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုဆက်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နေကြပါစေ